မင်္ဂလာပါကျွန်တော်ရဲ့ knowledge and pyramids youtube channel ကလည်းကြိုဆိုပါရစေကျွန်တော်ဒီတစ်ပတ်မှာတင်ပြပေးသွားခြင်းတဲ့ဗီဒီယိုလေးက logistics and supply chain management ဆိုတဲ့အကောင်းဆုံးလေးဖြစ်ပါတယ်ဒီ logistics and supply chain management ကိုကျွန်တော်အရင်ဗီဒီယိုနှစ်ပုတ်တင်ခဲ့ပေးပို့ပါတယ်အဲ part 1နဲ့ part 2ဆိုပြီးတော့နှစ်ပုတ်တင်ပြထားပါတယ်အော်ဒါကိုလည်းကျွန်တော်ရဲ့ channel ထဲမှာသွားကြည့်လို့ရပါတယ်အဲနောက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာလည်းထည့်ပေးထားပါမယ် လူချင်းမျိုးနွယ်နဲ့စိတ်ဝင်စားရင်သွားရောက်ကြည့်ရှုပေးလို့ရပါတယ်။ဒီနေ့တော့ဒီ logistics and supply chain management ရဲ့ brief ပေါ့နော်အနှစ်ချုပ်လေးကိုကျွန်တော်ကရှင်းပြပေးချင်ပါတယ်။ logistics ဆိုတာကဘာလဲ။ logistics ဆိုတာကပစ္စည်းဝန်ဆောင်မှုတွေသက်ဆိုင်ရာအချက်အလက်တွေကိုမူလနေရာနေပြီးတော့အသုံးပြုတဲ့နေရာဒီအမြန်ဆုံးဈေးနှုန်းအနည်းဆုံးနဲ့စနစ်ကျစီမံကြက်မှတ်ပေးတဲ့အရာဖြစ်ပါတယ်။ဟုတ်ပါတယ်။လူချင်းမျိုးတို့တည်ထားတဲ့အတိုင်းပဲ logistics ဆိုတာ customer service ကို အမြန်ဆုံးနဲ့အသက်စာဆုံးကုန်ကျစရိတ်နဲ့စီမံခွန်ခဲ့ပေးခြင်းကိုခေါ်တာပါအဲ့တော့ logistics အဓိက function နဲ့ပါလဲဒီမှာပြထားသလိုပဲ transportation လို့ခေါ်တဲ့ပစ္စည်းပို့ဆောင်ခြင်း warehousing နဲ့ပါမယ်ပြီးရင်တောင်းခံထားတဲ့ပစ္စည်းတွေကိုပြန်လည်ဖြည့်ဆည်းပေးရတယ်အချက်အလက်စီစဉ်မှုတွေပါမယ်ပြီးရင်သူက customer service ကိုကုန်ကျစရိတ်နဲ့အနည်းအချိန်အနည်းဆုံးဖြစ်အောင်ပြုလုပ်ပေးရခြင်းခေါ်တာပါသူ့အဓိကရွေးချယ်ချက်တွေကပါလဲဆိုရင် right product right quality right place right time right quotation right customer နဲ့ lower cost လို့အဓိပ္ပာယ်သတ်မှတ်ရပါမယ်ဒါ logistic ပါ supply chain management လို့ခေါ်တဲ့ SCM ဆိုတာကပါလေ supply chain management ဆိုတာကကုမ္ပဏီထုတ်လုပ်ရန်အတွက် raw materials ကိုဝယ်ယူခြင်းနဲ့ပြီးတော့ထုတ်လုပ်ခြင်းတည်ယူပို့ဆောင်ခြင်း customer ထံကိုမရောက်ခင်အစတိုင်းမှာပါဝင်တဲ့လုပ်ငန်းစဉ်တွေပြီးတော့သူက relationship နဲ့ချိတ်ဆက်ထားတဲ့စနစ်ကြောင့်စီမံခန့်ခွဲလုပ်ငန်းခေါ်တာပါအတူရှုံးနေလို့ပြောရရင် SCM supply chain management ဆိုတော့က customer တွေနဲ့ relationship တည်ဆောက်ပြီးတော့စနစ်ကြလက်တွဲလောက်ဆောင်ပြီးတာဖြစ်ပါတယ် SCM ရဲ့အဓိက function တွေကဘာတွေဖြစ်မလဲဆိုတော့ supplier customer partner တွေနဲ့အတွက် relationship ကောင်းလောက်ရတာပါတည်ဆောက်ရတာပါပြီးရင်သူက sourcing ရှာမယ် production တွေလုပ်မယ် distribution လုပ်မယ် customer တွေထိရအောင်သူကစောင့်ဆောင်ပေးနိုင်ရပါမယ်ပြီးရင်တော့ collaboration နဲ့ integration လို့ခေါ်တဲ့ relationship တွေပါလာပါမယ်။ပြီးရင် information sharing လောက်ရမယ်။ပြီးရင် value creation တွေသူ့မှာရှိနေရပါမယ်။ဒါက supply chain တစ်ခုလုံးကို efficiency မြင့်တင်ပြီးတော့ customer certification ကိုတိုးတက်စေခြင်းလို့ခေါ်တာပါ။ logistics and supply chain management ရဲ့ကွဲပြားမှုခြားနားမှုတွေပါတယ်လဲဆိုတော့ဒီမှာပြထားသလိုပါပဲ။ logistics ကပါတယ်လို့တယ် supply chain ကပါတယ်လို့တယ်။ဒီဗီဒီယိုဒီပုံလေးကိုကြည့်ခြင်းအပြင် logistic နဲ့ supply chain management က logistic ဆိုတာဘာတွေလုပ်တယ် supply chain management supply chain management ဆိုတာဘာတွေလုပ်တယ်ဆိုတာကိုကြည့်ပြီးတော့ခွဲခြားလို့ရမယ်လို့ထင်ပါတယ်ဒီနေ့တော့ဒီ logistic နဲ့ supply chain management ရဲ့ခေါင်းစဉ်ကတလောက်ပါပဲကျွန်တော် brief စာမှာပြောထားသလိုပဲဒါလေးက brief အနေနဲ့ပဲကျွန်တော်ပြောပြပေးခဲ့တာပါကျွန်တော်အကြံဉာဏ်ရှင်းပြထားတဲ့ brief file ကိုကြည့်ကြည့်ကျွန်တော်ရဲ့ YouTube channel channel မှာတွားရောက်ကြည့်ရှုရပါတယ်ဒီကျူကနေကြည့်နေရဆိုတော့အောက်မှာ comment လေးချပေးထားပါတယ် အဲ့ဒီမှာလည်းတော်တော်ကြည့်ရှုလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် like and subscribe လေးလုပ်ခဲ့ပေးပါဦးကျေးဇူးပါ